ဒီနေ့အတွက်ကတော့ချင်းဟင်းချန်နီနီပြောပြမယ်နော်ပထမအောင်ဆုံးလိုအပ်တာကကျက်တော်နီကို အခွန်ခွာမယ်အခွန်ကိုပြောင်းနေအောင်ခွာပါမယ်မိုရီတက်နေမှာဆိုလိုပါအခွန်ခွာပြီးသွားရင်တော့အာလူးလိုပါမယ်အာလူးကိုလည်းအခွန်ခွာပါမယ်အခွန်ခွာပြီးသွားရင်အာလူးလိုကျက်တော်နီလိုတွေကိုပြောင်းနေအောင်လို့ရည်စေးပါမယ်အာလူးကိုလည်းအခွန်ပြောင်းအောင်ခွာပါမယ်အစိမ်းရောင်ရှိရဲ့အာလူးကိုမသုံးပါဘူးနော်အွန်ဒီလိုမျိုးအဝါရောင်လေးဖြစ်နေရင်အာလူးကိုပဲသုံးပါမယ်အာလူးကိုတလုံး ဲထဲမှာဆိုတော့နည်းနည်းကြီးရဲ့အလုံးလေးကိုရွေပြီးတော့ခွာပါမယ်။အာလူးတွေပြောင်နေအောင်အခုံခွာပါမယ်။ပြီးရင်တော့ရည်သေးတစ်ခေါက်စေးပါမယ်။ပြီးရင်တန်းတန်းလုံးဒီအခုံခွာထားပါမယ်။အာလုံးပြီးွားပြီဆိုရင်တော့တန်းတန်းလုံးဒီနေကိုလည်းရေးပြောင်နေအောင်လို့စေးပါမယ်။အမ်ပြီးရင်အာလူးကိုဒေချမ်းချမ်းမယ်။တဝက်ကနေချမ်းပြီးရင်ဒေချမ်းချမ်းမယ်ပေါ့နော်။ကိုချိုက်တဲ့အရွယ်စားလေးတွေနှီးလို့ရပါတယ်။ပြီးရင်တော့ရည်တစ်ခေါက်ပြန်စေးပါမယ်။ပြီးရင်ချက်တုံဖြူကိုခွာ ါထားတာလေးတွေကို ရေးစည်းပါမယ်။ပြီးရင်စက်သွန်နီလေးတွေကိုဥတိုင်းလေးတွေတီးပြီးတော့ပပပပဖြစ်အောင်လို့တစ်ချက်နှီးပါမယ်။နုံ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 လေးဖြစ်အောင်လို့ပေါ့နော်။ချိန်ဆက်နဲ့ချက်ချင်းနဲ့ရပါအဲ့ဒါကတော့ဒါလေးနဲ့ပဲနုံနုံနုံဖြစ်အောင်နှီးရပါ။ပြီးရင်စက်သွန်ဖြူလေးတွေကိုလည်းအဲ့လိုမျိုးနုံ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 ရတဲ့အနေထားရအောင်လို့တီးပါမယ်။စက်သွန်ဖြူတွေကိုတစ်ပြားရိုက်ပြီးတော့မှဒါလေးနဲ့နုံ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 ဖြစ်အောင်လို့တီးပါမယ်။စက်သွန်ဖြူရောစက်သွန်နီရောနုံ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 ဖြစ်အောင်လို့တီးပြီးတော့ရင်နော်။နောက်တစ်ခုအနေနဲ့

ွန်းကအယိုးပေါ့နော်ဒါငါ6အယိုးလေးထည့်ချက်မှာပါချူအောင်လို့ပါငါ6အယိုးကို၄၃ပိုင်းပိုင်းပါမယ်ကြီးရင်ကြီးတယ်လို့တင်းတည်တယ်လို့ပိုင်းလို့ရပါတယ်ပြီးရင်တော့ခုနခွာထားတဲ့အာလူလေးကိုအယောင်မညမ်းတော့အောင်လို့စားရည်လေးအမ်စားလေးနဲ့နေပါမယ်နှံ့အောင်လို့နေပါမယ်ပြီးွားရင်တော့ခရမ်းချင်းဒီထဲမဲ့အတွက်ကြောင့်မလို့ခရမ်းချင်းဒီအပြင်ခွန်လေးကွာအောင်လို့မီးဖုတ်ပါမယ်ဒါကမီးဖုတ်တဲ့ဟာလေးတွေကိုရိုက်ပြထားပါပြီးရင်တော့ဒဲဦးလေးတွေကိုစီထဲမဲ့စားချက်ပါတော့မယ်ဒဲဦးလေး ဲ့ကိုစီထည့်ပြီးသွားရင်ခုနကချက်သွုံပြချက်သွုံနေနှလုံးစင်နာလေးကိုထည့်ပြီးရင်အယောင်နှာသွားအောင်လို့ဆက်နွေးမုံလေးထည့်ပြီးတော့ရောသွားအောင်လို့အနံ့မွေးလာရင်ထည့်ပါမယ်ပြီးရင်ငါ6ယူလေးပါတခါလေးထည့်ချက်ပါမယ် ပြီးရင်တော့ရည်လေးနည်းနည်းထည့်ပြီးတော့ငါ6ရိုးနဲ့ချက်တော့မျိုးချက်တော့နေစီတက်ပါမယ်ပြီးရင်ဓာတ်တက်လွန်ဒီအခွန်ခွာထားရလေးပါထည့်ချက်ပါမယ်ပြီးရင်တော့စားထည့်ပါမယ်ပြီးရင်ငံပြရည်ထည့်ပါမယ်ပြီးရင်တော့နှံ့သွားအောင်လို့တစ်ခါလဲໝွေပါမယ်အားလုံးနှံ့သွားအောင်ໝွေမယ်ໝွေပြီးသွားရင်တော့ငားလုံးထားရလေးရှိလို့တစ်ခါလဲထည့်ချက်ပါမယ်ဒီနေရာမှာငားထည့်မချက်လည်းရပါတယ်ပြီးရင်တော့ရည်လေးနည်းနည်းထည့်ပြီးတော့တစ်ခါလဲလုံးချက်ချက်ပါမယ်ໝွေပါမယ်ပြီးရင်အားလုံးနေထား ာလေးပါတစ်ခါလေးထည့်ပါမယ်တန်းတန်းလုံးဒီနဲ့အာလူနဲ့ကအနုခတ်တဲ့အတွက်ကြောင့်မလို့အရင်ဆုံးထည့်တာပါပြီးရင်မြောက်အောင်ထည့်သူတို့တွေကိုနူးလောင်အောင်ထည့်တယ်ပါမယ် အဲ PA ချိန်မှာခရမ်းချင်းဒီမိဖုံထားတဲ့နေတွေကို အခွန်ခွာပါမယ်ဒါအခွန်ခွာပြရပါပြီးရင်တော့ရေစေးပါမယ်အမဲလေးပါဝအောင်လို့ပါဥတိုင်းလေးကြီးလीပြီးရင်နုံနုံနုံဖြစ်အောင်ပတ်ထွေးဖြော်ဖြစ်တဲ့အနေထားလေးပေါ့နော်အဲ့လိုမျိုးနုံနုံနုံဖြစ်အရေးထွက်လာရဲ့အထိစက်နဲ့မကြိတ်ပဲနဲ့ဒါနဲ့ပဲပြီးပါမယ်အမ်ဒါမှစားလိုက်တဲ့အချိန်မှာခရမ်းချင်းဒီအသားဖက်လေးပါရအောင်လို့ပါအခုဒီပြတဲ့အတိုင်းလိုက်ကြည့်လို့ရပါတယ်ဒါကနုံနုံနုံဖြစ်အောင်လို့ ရပါအရင်နုံနုံနုံဖြစ်မသွားပါဘူးအနေတော်အနေထားလေးဖြစ်အောင်လို့အဲနှီးပါမယ်ပြီးရင်တော့ခုအနေထားတစ်ခုရောက်ပြီဆိုရင်ပကံလေးတွေကိုထည့်ပါမယ်ခုနကချက်ထားရဲ့အိုးလေးတွေကိုထည့်ပါမယ်အဖုံးလေးဖွင့်ပြီးရင်ခုနကနှီးတာရဲ့ခရမ်းစီလေးကိုထည့်ပြီးရင်မွေပါမယ်မွေရဲ့အချိန်မှာအရင်မွေစရာမလိုပါဘူးအပေါ်တမတော့မွေပြီးသွားရင်ရပါပြီအားလုံးမွေပြီးသွားပြီဆိုရင်တော့ ကမွန်ချင်ရနေပါတခါလဲထက်ချက်ပါမယ်ကံယုံကမွန်ချင်ရကိုအမ်ချွေပြီးတော့ရေးစေးထားပါကမွန်ချင်ရနေတွေကိုလည်းအမ်အရင်ဟိုအောက်ကျသွားတဲ့ဒီမှွေချမလို့ပေါ့နော်အပေါ်အောက်တမအောင်မှွေပေးပြီးရပါပြီအဲဆိုရင်တော့ချင်းဟင်းတစ်ခွက်ရပါပြီအားလုံးပဲကျေးဇူး